ပရိသတ်များအားလုံးပဲမင်္ဂလာပါ MGS Entertainment YouTube Channel ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဒီကနေ့မှာပရိသတ်ဒီနာဆင်ဖို့အတွက်တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမျိုးမှန်ရေးသားထားတဲ့အနတ္တနှင့်ဒုက္ခဤဒုက္ခဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာတော့ပရိသတ်ဒီကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘီနာကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ကီတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။ကမရကြီးဦးသိန်းခါရလဲဆရာတော်ကိုနေစွန်းကပ်ဖို့အချိန်နီးလာပြီမို့ထုံးစံတိုင်းစွန်းချက်ချောင်းလေးတွင်ကောင်းလေးစွန်းကိုယူကောင်းစွန်းပွဲပြင်ဖို့အတွက်ကြောင်းကြီးဘက်ကိုထွက်လာခဲ့တယ်။အဲဒီလိုထွက်လာပြီးကြောင်းကြီးဘော်ကိုတတ်မယ်လို့ကြောင်းလီကရှင်မှာဂလုတ်ဂလတ်ဆိုတဲ့စွန်းအမောက်ကြတဲ့တူကပိယကြီးရဲ့ညဉ့်ညူတန်ကိုပါကြားလိုက်ရတော့ စွန့်ချက်ကြောင်းလေးတွင်စွင်ပွဲတွေပြင်ဆင်နေအနက်တာအပြင်ထွက်လာပြီးတော့ကပိယာကြီးဘာဖြစ်တာတော့ဗျာပြောပြောဆွဆွအနတ္တကပိယတီစီရှောက်သွားလိုက်တယ်အဲ့ဒီအချိန်မှာပကံခွင့်ရောက်တွေကိုစေးကြောရာကပြန်လာတဲ့ကိုရင်လူထွက်ဒုက္ခလေးစေးပြီးသားပကံတွေကိုမှာပြီးចောင်းကြီးဘော်ကိုတင်ရမှောက်ထားကြတဲ့စွန်းထမင်းတွေကိုကွင်းရှောင်နေပါရီအဲ့ဒီအချိန်မှောက်ကြထားတဲ့စွန်းထမင်းတွေကိုလှမ်းပြင်လိုက်တဲ့အနတ္တလေးဟာ ဒုက္ခပါပဲကွာတော့ဒုက္ခကသူ့ကိုလှမ်းអော်រីធင်ပြီးရောမဟုတ်ဘူးဗျကျွန်တော် ਨੇ ဘာမဆိုင်ဘူးအနတ္တပြောတာကိုဂရုမဆိုင်နိုင်သေးပဲစိုးအမောက်ကြားရဲ့နေရာကိုသာကတ်တုတ်တုတ်ရောက်လာပြီးရောအဲ့ဒါဒုက္ခပဲကပ္ပယာကြီးအေးကွာဟုတ်တယ်ကျွန်တော်ကြောင့်မဟုတ်ပါဘူးဗျာကပ္ပယာကြီးနေရာကြီးအပြန်လန်ပြောစကားကသူ့ကြောင့်မေးစိုးအမောက်ကြားတယ်လို့လို့ဘာလို့လို့ဖြစ်နေရောဒုက္ခသူ့ကြောင့်မဟုတ်ကြောင်းဝင်ပြောလိုက်တယ် ဒါပေမဲ့အနက်တာနဲ့ကပ်ပိယကြီးဟာသူစကားကိုဂရုမစိုင်းနိုင်သူကလည်းရှင်းပြနိုင်သည်စွန်းစားချိန်အလွန်နီးနေပြီးမို့ဆရာတော်စောမီတော်မဲ့ရေးကိုသာတွေးပူနေကြတယ်။ဒါကြောင့်သူလည်းစိုးအမောက်ကျသွားတာဟာသူမဟုတ်ကြောင်းဖြေရှင်းဖို့ကြောင်းပေါ်မတက်သေးပဲလှေကားရင်းမှပဲရက်နေလိုက်ပါလေ။အဲ့ဒီအချိန်ဆူဆူညံ့ညံ့တန်လေးကြောင့်ကြောင်းပတင်းဝါနာဆရာတော်ရောက်လာပြီးရောဘာဖြစ်တာရောဘုံကွာစွန်းအောင်မောက်ကျသွားတာပါဖေဟာဟာအဲ့ဒါဒုက္ခပဲကွာ မဟုတ်ဘူးဖေဟာတပည့်တော်ကြောင့်မဟုတ်ပါဘူးဆရာတော်လည်းသူ့ကိုစိတ်ပြတ်တဲ့ပုံစံနဲ့တစ်ချက်ကြည့်ပြီးကျောင်းလေးပြန်ဝင်သွားတယ်အမှန်တော့ဆရာတော်စိတ်ပြတ်တဲ့အကြောင်းဆွမ်းမမီရောမရှိကိုတွေးပူခြင်းသာဖြစ်တယ်သူ့ဘုံကတော့ဘလို့မှမမြင်ဒါပေမဲ့ဒုက္ခကတော့ဆရာတော်သူ့ဘုံကိုအတင်လဲသွားပြီလို့ယူဆပြီးစိတ်မကောင်းဖြစ်နေမိပါတယ်ခဏနေရောဆရာတော်ပြန်ထွက်လာပြီရောဒုက္ခပဲကပ်ပြရကြည်ဘာဖြစ်လို့တော့ဖေဟာဘာဖြစ်ရမှာတော့ဟဲ့ ငါလေးစီဘူးရှာမတိတ်တော့လို့ဟာအဲ့တော့ဒုက္ခပဲဖေဟာမဟုတ်ဘူးဗျာတပည့်တော်လေးစီဘူးလည်းမရဘူးဘာမှလည်းမရဘူးဗျာအေးနေမယူလည်းပြီးတာပဲဆရာတော်အတ္တိလို့မိန်လိုက်ပေမဲ့ဒုက္ခကတော့ဘဝင်မကြနိုင်သေးဘဝင်မကြနိုင်တဲ့ပြင်တပြေးပြေးသူ့စိတ်ထဲမှာစွန့်မှောက်တာကစာပစ္စည်းပြောက်တာအလုံးသူလောက်တာလို့ပြောနေတယ်လို့ခံစားလိုက်ရပြီးတော့စိုးရင်စိတ်ဝမ်းနေစိတ်တွေဖြစ်ပေါ်လာတယ် အဲ့ဒီအချိန်မှာပဲဆရာတော်ဗတင်းဝါနာပြန်ရောက်လာပြီရောဒုက္ခပဲငါကန်းနေရငါပြောပေးကြီးမရှိတော့ပြန်ဘူးခုံလာဖေဟာအဲ့ဒါမှဒုက္ခပါပဲဆရာတော်နဲ့ကပင်းရကြီးတို့ရဲ့စကားသံဆုံးဒုက္ခကသူ့ကိုပြောနေကြရလို့ထင်ပြီးတရှုံရှုံနဲ့ငုံရင်ကျွန်တော်မယူပါဘူးဗျာဒုက္ခပါပဲအနတ္တကပါဝင်ပြောလိုက်တော့ဒုက္ခတရှုံရှုံငိုကြွေးနေရကနေတရေးငိုနေတော့တယ် အမှန်တော့ဒီငပြောပြီးကဒီကနေ့စွန့်ချက်မမီတာကြောင့်ဆရာတော်ကိုကန့်ရမယ်တခုတည်းသောတတိစွန့်ဖြစ်ပါရဲ့ဒါကြောင့်အခုလိုငပြောပြီးကြီး ပြောင်းသွားတာကိုနှပြောတတဖြစ်နေပြီးတော့ဒုက္ခလို့ညင်းညူမိလိုက်ကြခြင်းဖြစ်တယ်ဒါကိုဒုက္ခကမသိသူတိတာကသူတို့အားလုံးသူ့ကိုငပြောပြီးယူသွားသူမှာဒုက္ခပဲသူပဲလို့ဝိုင်းပြောနေတယ်လို့ခံစားရတော့ဝိုင်းနေပန်းနေငိုကြွေးနေခြင်းကြောင့်ဖြစ်ပါရဲ့အဲ့ဒီခဏမှာပဲဆရာတော်ထန်ကားနေပြီးတော့ဟွန်းဒုက္ခဒုက္ခ ဒီကနေ့ဖို့ဒုက္ခတွေနဲ့သာကြုံတွေ့နေရတော့ဆရာတော်လည်းဒုက္ခဒုက္ခဆိုတာကိုတရားသဘောနဲ့ရင်ယူရင်းဒီကောင်ဘာလုံးနေတာဘာလဲဆိုတဲ့တွေနဲ့လေကောင်းရင်ထိုင်နေတဲ့သူကိုတစ်ချက်ကြည့်ပြီးတော့အကြောင်းနဲ့ပြန်ဝင်သွားပြန်တယ်။ဒါကမင်းဒုက္ခကဆရာတော်သူ့နာမည်ကိုစိတ်ပြန်လက်ပြန်နဲ့ရေယိုသွားခြင်းသာဖြစ်တယ်လို့ယူဆပြီးပို၍ပင်ဝန်းနေလာပါတယ်။အဲ့ဒီချိန်ကျောင်းဘော်ကငပြောပြီးပြောင်းသွားရင်ကျောင်းဝိုင်းတွင်ရှိမမက်တမဲ့ငပြောကင်ကိုအပြေးလွှားသွားကြည့်လိုက်တော့အနက်တာပြန်ရောက်လာပြီ။ ဒုက္ခပဲကပ်ပြီးရကြည့်ရဲ့ဟင်းဘာဖြစ်လို့တော့ဟာသူအကျိုးကြောင့်တန်ပြောသေးပဲလေကောင်းရင်မှထိုင်နေတဲ့ဒုက္ခကိုတစ်ချက်ကြည့်လိုက်ချင်းအဲဒီကြီးကဆရာတော်ရဲ့အကြည့်မျိုးသာဖြစ်တယ်ဒါပေမဲ့ဒုက္ခတွေတော့တစုံတစ်ခုသောတွေးကိုဝင်စီပြီးမျက်လုံးချင်းမဆိုင်ပဲခေါင်းကိုအနေငယ်ငုံထားတယ်အဲဒီကမှနဲ့တာလေကပ္ပယာကြီးကြောင်ဝိုင်းနေရငပြောကန်ကြီးလဲမရှိတော့ဘူးဗျာဟာဒုက္ခပါပဲကွာ နတ္တရဲ့တန်ကမောပန်းနေပြီးအနေငယ်တင်းဝင်နေပေမဲ့ကပိယကြီးတန်ကတော့ပုံမှန်တိုင်းဖြစ်ကဒုက္ခကိုတစ်ချက်ကြည့်လိုက်ပြီဒုက္ခကအရိကြီးကိုရေမဆန်ရင်ရေမဆန်ရရခြင်းရဲ့အကြောင်းရင်းကလည်းငှက်ပြောကင်ကိုသူခိုးထားရမဟုတ်ကလေးငယ်တွေရဲ့တဘာဝတိုင်းငကုကတဲကမှအားငယ်စေရှိတဲ့ပြီးစောစောကမှသူ့ဘော်ဝိုင်းပြီးအပြစ်ပုတ်ထားတဲ့အရာထင်ရောက်နေတော့ဝမ်းနဲ့စိတ်ရှိနေခြင်းတို့ကြောင့်ဖြစ်ပါလေကပိယကြီးနဲ့နေတာတို့လည်းကိုယ့်ဘူးနေကိုဖြစ်နေပြီးလေကောင်းရင်မှထိုင်နေတဲ့ဒုက္ခကိုဘာဖြစ်တဲ့ ညာဖြစ်နေတဲ့တောင်မမေးနိုင်လောလောဆယ်ရေးကြီးတာကဆရာတော်နေလေစာအစဉ်ပြေစည်းရေးပင်ဖြစ်ပါရဲ့ဒါကြောင့်သူတို့လည်းဘာလုံးရမိကိုကိုစီချန်ထုံရင်းခေါင်းကိုပြီးခါထောက်ရက်နေကြပါရဲ့အချိန်နဲ့ကြာရင်တည်းသူတို့နှစ်ဦးစလုံးဘာလုံးရမိကိုစဉ်းစားမရဒါကြောင့်ကပင်းရကြီးလည်းစဉ်းစားမရတဲ့ဆုံးအောက်ကတမင်းလုံးတွေပဲကျုံးနေရကောင်းပါတယ်ဆိုပြီးမောက်ကြထားတဲ့စွန်တမင်းတွေကိုလှည့်ချင်းရန်ကျောင်းတောင်တိုင်မှာထောင်ထားလေးရှိတဲ့တမင်းစည်းကိုယူရန်သွားလိုက်တယ် ဒါပေမဲ့အရင်နေရာမှာဓမြက်စည်းကိုမတွေ့ရတဲ့။ဟာဒုက္ခပဲဟေး။ဓမြက်စည်းလည်းမရှိတော့ပြန်ဘူး။အဲဒီစကားကိုကပင်းရကြီးကနတ်တာကိုလှမ်းကြည့်ပြီးပြောလိုက်ခြင်းဖြစ်တာကြောင့်ရုတ်တရက်ကြီးလည်းဓမြက်စည်းကိုခိုးသွားသူမှလည်းဒုက္ခပင်ဖြစ်ကြောင်းကိုလှမ်းပြောနေရတယ်တူလာတယ်။လှမ်းကြည့်နေတဲ့နတ်တာရဲ့အကြည့်မှလည်းဘာမှမတတ်နိုင်တော့ဘူးဆိုရဲကြည့်နေတူလာတယ်။ထရိုနီယောရဲ့ရိတ်ချေကိုကြည့်နေတဲ့ဒုက္ခတက်တော့ဝမ်းနေစရာတခုထပ်တိုးသွားပြီးမြေမောင်းထဲမှာမျက်ရည်စာရီ ပြန်လည်ဝေဝဲလာပါလေ။ကမင်းရကြီးလက်တမျက်စည်းကိုမတွေ့ရကြအောင်အနတ္တနာပြန်ရောက်လာပြီရော။ကဲ၊သူဘာလို့ကြမှာတော့။ဘာလို့နိုင်မှာတော့မြာဒီတိုင်းပဲထားရအောင်မှာပေါ့။အနတ္တခါထောက်ရပြီးဒုက္ခကိုစေစေကြီးလေးပြောလိုက်ခြင်းဖြစ်တာကြောင့်သူရဲ့ပုံမှာဒုက္ခပေါ့မတိမနှက်ဖြစ်ပြီးလက်ပူးလက်ကျက်မမီသေး၍ဘာမှမလုပ်သေးပဲဒီတိုင်းလွတ်ပြီးထားရအောင်မယ်ဆိုတဲ့အတိတ်ပဲမျိုးဆောင်နေတယ်။ ကမိယကြီးရဲ့မိသည်လည်းဒုက္ခကိုတခိုးမှန်းသိလျက်ဘာဆန်လောက်ကြမတုံးဆိုရဲအမေမျိုးနဲ့တူလာပြီးအမန်တော်နတ်တာကဒီကောင်ခုချိန်ဒီမထသေးပဲဘာတိုင်လုံနေရပါလိမ့်လို့တွင်းရင်နဲ့ဆရာတော်နေစုံအတွက်ဘာမှစီစဉ်စရာမရှိတော့ဘာမလုပ်နိုင်အောင်ဒီတမ်းမဲထားနိုင်အောင်လို့ပြောချင်တာဖြစ်တယ်။အဲ့ဒီအချိန်မှာကမိယကြီးရဲ့ဒုက္ခပဲပြောဘာဖြစ်လို့တော့ဖေဟာဘာဖြစ်ရမှာတော့ဗျာဒီမှာကျုပ်စိုက်ထားတဲ့ဖေဟာပန်းမိနေကို ဘဲကောင်လက်ကမြင်ပြီးချိုးသွောပြန်တော့မသိဘူးလမ်းပြောင်းလိုက်တဲ့ဦးစင်းဘူးစကားကြခပ်ပြီးရကြည့်တယ်ဖျားပန်းလူရင်တွင်ရင်လေးသွားပြီးတော့ဟာအဲ့ဒါဒုက္ခပဲဖျားဒုက္ခလည်းသူ့ပြောရတင်ပြီးတော့မဟုတ်ဘူးမြကျွန်တော်ဘာမှမလုပ်ဘူးသူတို့လည်းအဆန်းဆန်းရရအစဉ်ပြေဖြစ်နေတဲ့အတွက်သူ့ကိုအဖက်လုပ်ပြီးပြန်ရှင်းပြမနေကြတောက်ကပေဒုက္ခကသူ့ပေါ်အလုံးအထင်လွဲနေကြတယ်လို့ တတိကျယုံကြည်သွားပြီးဝန်ထမ်းယုံတယ်မကပဲသူမလုပ်တဲ့ကိစ္စတွေအတွက်သူ့အပေါ်အပြစ်ပုံချနေရတွေကိုဒေါသထွက်လာတယ်။ဒါကြောင့်သူမျက်နှာတည်လဲစူပုပ်ပုပ်ဖြစ်နေရတယ်။အရိခိုင်မှာမနှက်ဖန်စွန်းစားကြွရမယ့်ဦးစင်းကြီးတစ်ပါးကဒုက္ခပဲဟေးငါဖက်နဲ့ပျောက်သွားပြီကွာ။ဒုက္ခတန်ကြောင်းတွေသူ့ကိုပြောနေရလို့သာအထင်ရောက်နေတဲ့ဒုက္ခလဲအဲ့ဒီဦးစင်းကြီးကိုမတီးမနဲ့လှမ်းကြည့်နေတော့ဟွန်းဒုက္ခဒုက္ခ နင်းညူလိုက်တဲ့ကပ္ပိယကြီးရဲ့စကားသံကြောင့်သူကပ္ပိယကြီးဘက်ကိုလှည့်ပြီးဆွေပွဲပွဲမျက်နှာနဲ့ကြည့်နေပြန်ပါလေ။အဲ့ဒီချိန်ဝုံခွန်းကနေကြောင်းကောင်မိုးဘောကထန်သည်ပြုတ်ကျတဲ့ကြားပြီးတော့ဟာဒုက္ခပဲဟေးကြောင်းမိုးတော့ပေါက်ပြန်ပြီ။တဆက်တဲ့ခွက်ကနေပဲကြောင်းကောင်ပေါ်လှမ်းထားတဲ့ထမင်းချောက်ပန်းပြုတ်ကျလာတော့ကိုပါမြင်လိုက်ရပြီးတော့ဒုက္ခပဲဟေးသူတို့ပြောသမျှကိုဒုက္ခလိုက်မဖြေရှင်းနိုင်တော့ဒုက္ခလို့ပြောသူတွေကိုသာဆွေပွဲပွဲမျက်နှာနဲ့လိုက်ကြည့်နေလိုက်တော့တယ်။ ဒုက္ခပဲကပ်ပြီးရကြည်ရဲ့ကျွန်းတက်တာတွေကပရပိုက်တွေကြွက်ကြိုက်သွားပြန်ပြီဗျာဟုတ်လားဖေဟာအဲ့ဒါမှဒုက္ခပဲဖေဟာအေးကောဟဲ့အနေတနေငါသိမ့်ခိုင်းထားတဲ့ရစာမလင်ပေးစမ်းအနေတကြောင်းလေးပေါ်ပြန်တက်သွားပြီးတော့ရစာမလင်ထားတဲ့နေရာကိုလှမ်းကြည့်လိုက်တယ်အဲ့ဒီနေရာမှာရစာမလင်ကရှိမနေဘူးဒါကြောင့်သူလည်းအမြန်ပြန်ဆင်းလာပြီးတော့မရှိတော့ဘူးဖေဟာဟွန်းဒုက္ခပါပဲကွယ် လေချုံနေရဲ့ဆရာတော်လေးရှုံးမဲမဲမျက်နှာနဲ့ညှီးတွိုင်းနေတဲ့ចောင်းလေးကိုပြန်ဝင်သွားတယ်။အဲဒီလိုသူတို့ပြောဆိုသမျှကိုအတိုင်းသားသိမြင်နေရတဲ့ဒုက္ခလေးပြောသမျှဆိုသမျှသူ့ကောင်းပေါ်ပုံချနေရလို့တောင်အထင်ရောက်နေပြီးတော့ဒေါသလိုထန်နေတယ်။ဒါပေမဲ့ကလေးငယ်တူဖြစ်တာကြောင့်ဘာမှတော့ဝုံဝုံတိုင်းတိုင်းမလုပ်ရဲဒေါသကိုမျိုးသိပြီးလေကောင်းရေးမှာဆက်ထိုင်နေတယ်။ဘဲမှလည်းထွက်မသွားအဲ့ဒီအချိန်မှာဟာဟိုခွေးရလေဒုက္ခပဲကွာចောင်းကိုချီးပါနေပြန်ပြီ။ ုက္ခစိတ်ထဲသူ့ကိုခွေးနှစ်ပေါင်နှိုင်းနေလို့ထင်သွားပြန်လေဒီတဲ့အိမ်သာတန့်ရကပြန်ဆင်းလာတဲ့ဦးစင်းတစ်ပွားကလည်းကပိယကြီးကျုပ်ဓာတ်ချုပ်နေရဒီနေ့ရောဆို၃ရက်ရှိပြီဗျာဟုတ်လားဗျာအဲ့ဒါမှဒုက္ခပဲဗျာကြွေးဆိုင်ပါအောင်ဒုက္ခရဲ့စိတ်ထဲမှာအဲ့ဒီစကားတွေကသူ့ကိုရည်ရွယ်ပြီးပြောနေချင်တာဖြစ်တယ်လို့ယူဆပြီးတော့အဲ့ဒီဦးစင်းဝမ်းမသွားတာကလည်းသူ့ကြောင့်ပဲလို့ပြောနေခြင်းဖြစ်တယ်လို့ခံစားနေရတယ်။ဂယုစိုက်ပါအောင်ဆိုတော့ကလည်း သူ့ကိုဂယုဆိုင်စောင့်ကြည့်ရင်ပြောချင်းပဲလို့တွေးချင်နေမိပြန်လေအမန်တော်ကပင်ရကြီးကအဲ့ဒီဦးစင်းရဲ့ကျမ်းမာရေးအတွက်စိုးရိမ်ပြီးပြောလိုက်ခြင်းဖြစ်ပါလေအဲ့ဒီအခါရေဆေးစလုံးလွတ်ကြတဲ့ဂလုံးကလွန်ကို ကြားလိုက်ရပြီရောဒုက္ခပဲဒီကောင်ရေစလုံးလွတ်ကြပြန်ပြီအနက်တော်ကြီးတော်ရင်ရေဆေးစလုံးလွတ်ကြတော့တဲ့အနှိမ့်ဆရှိရာကျောင်းပေါ်ကိုတက်ဖို့ပြင်လိုက်တယ်ဒီကောင်ကျောင်းလီကရေးမှထိုင်နေတဲ့ဒုက္ခကကိုနဲ့တော့ ခမရအဲ့လိုမပြောင်းနေဟဲ့တူဟင်ဘာလုံးကွာခမရတို့နေရတကကျွန်တော်ပဲပြောင်းနေကြတာဟေးဘာပြောလို့တော့အနတ္တဒုက္ခပြောင်းရီနားမလဲပဲခက်ကြကြောင်ဖြစ်သွားရင်ဘာပြောရမှာတော့ခမရစိုးစောကရေးစလုံးလွတ်ကြတာကျွန်တော်ပဲလို့ဘာလို့ပြောရတော့ပြောပါဦးကွာငါပြမပြောလို့တော့ခမရဒုက္ခပဲဒီကောင်ရေးစလုံးလွတ်ကြပြန်ပြီဆို အေးလေအဲ့ဒါဘာဖြစ်လို့နော်အဲ့ဒါကျွန်တော်ပြောတာပေါ့ဗျာအာဟုတ်ပါဘူးကွာငါမင်းကိုဘာမှမပြောပါဘူးပြောတာပေါ့ဗျာခမည်းမေးရေစလုံးလွတ်ကြတာဒုက္ခပဲဆိုအေးလေအဲ့ဒါဒုက္ခပဲယူအဲ့ဒီရေစလုံးလွတ်ကြတာကျုပ်ဒုက္ခမဟုတ်ဘူးလေဗျာအနိစ္စကေလေလွတ်ကြတာကတော့အနိစ္စပဲဒါပေမဲ့အဲ့ဒီအနိစ္စလွတ်ကြတာကဒုက္ခဖြစ်သွားတာ ။ဟာဗျာခင်ဗျာဘာတွေလျှောက်ပြောနေရတော့အနှိမ့်စားလို့အနှိမ့်စားပဲဖြစ်မှာပေါ့။ဘာလို့ကြုံဒုက္ခဖြစ်ရမှာတော့။ဟာအနှိမ့်စားလို့လေဒုက္ခတော့ဖြစ်တာပေါ့ကွာ။ဘသူလို့လို့ဒုက္ခတော့ဖြစ်တာပဲ။သိရဲ့သိရဲ့ခင်ဗျားတို့စောစောကတည်းကကျွန်တော်ကိုဝိုင်းပြောနေမှန်းသိရဲ့မပြောချင်လို့ကြည်နေရ။အခုလေအနှိမ့်စားလို့တောင်တည့်ရတဲ့တန်နဲ့ဒုက္ခပဲလို့ပြောနေသေးတယ်။အေးလေအဲ့ဒါဒုက္ခမဟုတ်လို့ဘာတော့ ဒုက္ခမဟုတ်ဘူးဗျာအနှိမ့်စာအမေဘာသိလို့တုံးကွာ ရေစလုံးလွတ်ကြတာကဒုက္ခအနှိမ့်စာမဟုတ်ဘူးဟေးလူခမရမဟုတ်တော့ပြောနေနော်ငါဘာမဟုတ်တာပြောလို့တော့မင်းမယုံရင်ဆရာတော်မေးကြည့်ပါလားရေစလုံးလွတ်ကြတာဒုက္ခလားအနှိမ့်စာလားဆိုတော့ဒုက္ခလည်းရေစလုံးလွတ်ကြတဲ့ချိန်ဆရာတော်လည်းကြောင်းပေါ်ရှိနေရောအနှိမ့်စာကြောင့်ရေစလုံးလွတ်ကြမှသိပေလိမ့်မယ် ဒါကြောင့်သူလင်အာကိုတကြီးနဲ့ဆရာတော်ကိုမေးလျှောက်ကြည့်ရင်ကျောင်းမတက်ဖို့ပြင်လိုက်တဲ့ဒီချိန်မှာဘာတွေဖြစ်နေရတော့သူတို့နှစ်ယောက်ငိမ့်ကုန်နေတဲ့အံကိုကြားတော့ဆရာတော်ကျောင်းပတင်းဝါနာပြင်ရောက်လာပြီးမေးလာခြင်းဖြစ်ပါလေဒုက္ခကလည်းခဲတဲ့ပင်ဆရာတော်ကိုမောကြည့်လိုက်ပြီးရောအရှင်ဘုရားရေစလုံးလွတ်ကြတာဒုက္ခလားနှိမ့်ဆောင်လားဘုရားဆရာတော်လည်းတရားသဘော လာမေးရင်တင်ပြီးရောအဲ့ဒါဒုက္ခဘောဟဲ့ ဆရာရဲ့ပြန်ဖြေတန်းစုံဒုက္ခလေသူပုံထားတဲ့ပကံမကိုကွမ်းကနေခလုတ်တက်ပြီးရေရင်းပက်စီကိုပြေးထွက်သွားတော့တယ်။ဟာဒုက္ခပဲ။ဒီတခါတော့သူတို့အားလုံးသူထင်နေသလိုဒုက္ခရဲ့ဒုက္ခကိုတန်ပြန်ရေရွလိုက်ခြင်းဖြစ်တော်လဲဒုက္ခကြီးမဆိုင်တော့။အနေဆိုငါဒီဖုန်းကြီးကြောင့်မနေရဘူးကွာ။မနေရဖြစ်ဖြစ်ဒီပြန်တွင်းရင်ဒီနေ့မနေ့ဒုက္ခပကံစေးရင်အိဆောက်ကိုပြောလိုက်တဲ့စကားဖြစ်တယ်။မင်းကဒီဖုန်းကြီးကြောင့်မနေလို့ ဘယ်ဖုန်ကြီးကြောင့်ပြောင်းချင်လို့တော့ဘယ်ဖုန်ကြီးကြောင့်အောင်ပြောင်းမလို့တယောက်တည်းလွတ်ရကျွညာထွက်သွားတော့မယ်အလွတ်ရကျွညာထွက်သွားတော့မယ်ဆိုတော့အခုမင်းကမကြွမလွတ်ဖြစ်နေလို့လားအဲ့ဒီလိုလည်းဖြစ်ဘူးလေကွာတမင်ကဒီကြောင့်မှမနေချင်တော့ဘူးအဘာဖြစ်လို့မနေချင်ရတော့ဒါလောက်အေးစီးတဲ့ဖုန်ကြီးကြောင့်ကိုဘာအေးစီးနေရမှာတော့ဒီဖုန်ကြီးကြောင့်ကလူတွေကဘာဖြစ်ဖြစ်ငါ့ကိုပဲအမြဲတမ်းအပြစ်ပြောနေကြတာ ငါတော့မင်းကိုပြစ်ပြောလိုက်လို့တိရောက်မှမတွေ့ပါဘူးမင်းတေချာမသိလို့ပါကွာတေချောင်းလူတွေကဘာလေးဖြစ်လိုက်လိုက်ငါလှုပ်တယ်ပဲထင်းနေတာကွာမနေ့ကမှငါကုန်သိလိုက်တာဟုတ်လို့လားဘလို့သိလိုက်တာတော့ဘလို့သိရမှာတော့ကွာမနေ့ကကပိယာကြီးကြောင့်ဆွအောင်မောက်ကြတာကိုကိုနဲ့တားငါလှုပ်တာလေကွာနောက်ပြီးဆရာတော်လေးစည်းဘူးရှာမတွေ့ကြအောင်လေကပိယာကြီးကငါလှုပ်တာလို့တွားလျှောက်တာကွာဟုတ်လို့လားကွာ ငါတို့အဲ့ဒီလိုရှောက်တယ်မကြားရပါဘူးမင်းမသိလို့ပါကွာဒီလူတွေတော်တော်စိုးတဲ့သူတွေမင်းဟာကလည်းမဟုတ်သေးပါဘူးကွာကပင်းရကြီးနဲ့ကိုနတ်တာတို့ဘောဒီလောက်ကောင်းနေအောင်တို့ဘောဒီလောက်ကောင်းနေအောင်အနေဆာကပင်းရကြီးနဲ့နတ်တာဘောဖြစ်ပြောတာကိုမချမ်းရဝင်ပြောလိုက်တော့အဲ့ဒါအရင်တော့ကောင်းတာကွာမနေ့ကတော့ဘာမှမကောင်းဘူးဘာဖြစ်ဖြစ်ငါလှုပ်တယ်လို့ပဲပြောနေကြတာမင်းစဉ်းစားကြည့်စမ်း ငါထမ်းသိနေကြောင်းခေါမှုပေါ်ပြစ်နိုင်ပါမလား။ဟာပြစ်နိုင်ဘူးလေကွာ။ကြောင်းခေါမှုကမြင့်တာဟု။အေးအဲ့ဒါမနေ့ကထမ်းသိကြွေကြပြီးကြောင်းခေါမှုပေါက်သွားတော့ငါလှုပ်တာတဲ့။အဲ့ဒါဒုက္ခတဲ့ထမ်းသိမဖို့တဲ့။နောက်ပြီးရှိသေးတယ်။ဦးစင်းလို့ရှိဓာတ်ချုပ်နေတာကလည်းငါလှုပ်တာတဲ့။အဲ့ဒါငါ့ကိုဂယုဆိုင်ကြည့်နေပေါ်တော့ဦးစင်းလို့ရှိကိုတတိပေးသေးတယ်။မင်းဒီလောက်ကြီးတော့ ဟုတ်လားဘူးနော်ထင်လွဲနေရဖြစ်မယ်အနှိမ့်ဆောင်မဖြစ်နိုင်မဲ့သိရဝင်ပြောလိုက်ပြီမဲ့ဒုက္ခကလက်မခံအထင်လွဲစရာလားကွာငါရှိတယ်ပြောနေကြတာငါမျက်စိနဲ့သိချမြင်ပြီးငါအနားနဲ့ဆက်ဆက်ကြားခဲ့ရတာကွာဦးစင်ဘူးပန်းမင်းကြီးကျိုးသွားလဲငါပဲတဲ့ကြောင်ဝင်းကြီးကငါပြောကန်ကြီးပျောက်တာလဲငါပဲနောက်တက်ဆိုတော့ငါမင်းကျိုးတက်တာတိုင်းကပရပိုက်တွေကြွက်ကြိုက်တာလဲငါပဲတဲ့ကွာမင်းစဉ်းစားကြည့်စမ်း ဆရာတော်ကိုယ်တိုင်ကကြွက်ကြိုက်တာပါလို့ပြောနေတော့ကပိယကြီးကမဟုတ်ရဘူးအဲ့ဒါဒုက္ခပဲတဲ့ဒုက္ခကြိုက်တာတဲ့တော်တော်စိတ်တော်ချကောင်းတော့ကွာနောက်တဲ့အဆိုးဆုံးကတော့ကိုယ်နဲ့တာပဲကျောင်းအောက်ကိုခွေးကြီးလာပါတာအဲ့ဒါဘလို့ပြောရမှာတော့အဲ့ဒါဒုက္ခပဲတဲ့မင်းကွာဒီလောက်ခွေးတကောင်လုံးမြင်းနေတာတော့ငါလို့ပြောလိုက်သေးတယ်ငါ့ကိုခွေးနဲ့နှိုင်းလိုက်တဲ့သဘောပဲဒါမှမဟုတ်ငါပဲအဲ့ဒီခွေးကြီးလို့လို့ဘာလို့လို့ မင်းကွာတော်တော်ဆိုးတဲ့လူပါဒုက္ခပြောစုံနေရောနေဆာလေနောက်ဆုံးစေးလက်စပကံကိုကန်ရင်မတန်ရလိုက်ရာသူ့လက်ထဲကပကံကလွတ်ကြရီကွဲသွားပါရင်ဒါကိုနေဆာကဟာဒုက္ခပဲအနေဆာစကားတန်ဆုံးဒုက္ခဝုကနေထားရလိုက်ပြီးရောနေဆာမင်းအဲ့လိုပြောနေရောဟမ်ငါဘာပြောလို့တော့မင်းမဲ့ပကံကွဲကဒုက္ခပဲဆိုအေးလေအဲ့ဒါဒုက္ခပဲလေ ဟာဘာလို့ဒုက္ခရမှာတော့အဲ့ဒါမင်းကြောင့်လေငါကြောင့်မဟုတ်တာအေးလေငါလည်းမင်းကြောင့်လို့ပြောလို့လားငါကငါဒုက္ခလို့ပြောတာဟုတ်ဒုက္ခငါလေကွာမင်းကောက်ထင်ပြောနေလေငါမင်းကိုထဲ့ပြောတာမှမဟုတ်တာငါကငါဒုက္ခလို့ပြောတာဟာဒုက္ခငါလေကွာငါ့ကိုလာမပြောနဲ့သူရင်ရွတ်တဲ့ဒုက္ခကိုသူ့ကိုပြောရလို့ထင်နေတဲ့ဒုက္ခအာသူဘလို့ရှင်းပြရမှမသိကြတော့ ။ဟာကွာမင်းနေတော့ခန့်နေပြီ။ဒုက္ခဆိုတာမင်းကိုပြောတာမဟုတ်ဘူး။ငါပြောတဲ့ဒုက္ခကအနေဆဒုက္ခဆိုတာကိုရှင်းပြဖို့ရည်ရွယ်လိုက်ပေမဲ့မရှင်းပြတဲ့ဒါကြောင့်သူအဲ့နာမတွေစကားရလိုက်ပြီးဒုက္ခဆိုတာပါပါလေးလို့တွေးကြည့်နေမိတယ်။အတန်ကြာတော့မှသူတစ်ခုခုကိုပြင်းပြလိုက်ပြီးတော့ဘုံကြီးရိုက်မဲ့ဒုက္ခကွာဘုံကြီးရိုက်မဲ့ဒုက္ခဘာကွာမင်းကဘုံကြီးရိုက်အောင်တိုင်ပြောလို့လုံနေရတာပကံခွဲတာမင်းကြောင့်လေ မင်းကိုရိုက်မှာပေါ့ဘာလို့ငေါ့ရိုက်မှာတော့အနေအဆဒုက္ခကြောင့်ရှင်းပြလိုက်ကမှဒုက္ခကသူ့ကိုအနေအဆဖုံးကြီးနဲ့တိုင်တော့မယ်လို့ထင်သွားပြီးပုံရင်ပင်စိတ်ဆိုးသွားတယ်အနေအဆလည်းဒုက္ခကြောင့်ရှင်းပြတတ်တော့ရင်မင်းကိုဖုံးကြီးနဲ့တိုင်မယ်လို့ပြောတာမဟုတ်ဘူးကွာငါပြောတာကအနေအဆဒုက္ခဆိုတဲ့စကားလုံးကိုမထင်ရတော့တာကြောင့်အဲ့ဒီနေရာမှာရင်ရှင်းနေလိုက်တယ်ဒီချိန်သူတို့နှစ်ယောက်အော်ဒီအခြေပြောင်းနေကြတာကိုကြားပြီးဂျန်ကိုဘောင်ကဆင်းလာတဲ့နေ့တရောက်လာပြီးတော့ မင်းတို့ညဘာဖြစ်နေရတော့အနတ္တရဲ့မိကိုဒေါသခံရှိနေတဲ့ဒုက္ခကပြန်ပြင်းစိဖို့မျက်နှာဖြစ်တာရင်းနေပြီးအနေစားကနေကျွန်တော်ကြောင့်ပကံခွဲသွားလို့အေးမင်းကြောင့်ပကံခွဲသွားရင် မင်းပြန်သိမ့်လိုက်လေဘာလို့တယောက်နဲ့တယောက်အော်ဟစ်နေရတော့အနတ္တနဲ့ငယ်မင်းကြောက်ခွဲသွားတဲ့ပကံကိုကြည့်လိုက်တယ်ဒီကဆရာတော်ကိုစွန့်ကက်တဲ့ပကံဖြစ်နေရောဟာဒုက္ခပဲကွာ ။အကျွန်တော်ကြောင့်ကြွေးတာမဟုတ်ဘူးအနှိမ့်စားကြောင့်အနတ္တဒုက္ခကြည့်လိုက်ပြီးတော့ဘသူကြောင့်ကြွေးကြွေးဒုက္ခပဲကွာမင်းဘာသိလို့တော့ခမရအဲ့ဒီလိုပြောမယ်ဆိုကျွန်တော်သိပြီးသားပါ။ခမရတို့ကလုံးကျွန်တော်ပဲပြစ်ပုံချနေတာ။ဘာဖြစ်ဖြစ်မဖြစ်နိုင်နဲ့ဖြစ်နိုင်ရင်ဒုက္ခပဲဒုက္ခပဲနဲ့အခုလဲအနှိမ့်စားကိုယ်တိုင်သူကြောင့်ကြာကွဲတာပါလို့ပြောနေရအောင်ဒုက္ခပဲလို့လာပြောနေတယ်။ခမရတို့ကျွန်တော်တော်တော်မုန်းနေကြတာလား ဒေါသတစ်ကြိမ်နဲ့သူ့ကိုပင်အော်ရပြောဆိုနေတဲ့ဒုက္ခကိုကြည့်ပြီးအနတ္တအံ့ဩနေမိရဲ့ဒီကဘာဖြစ်တာပါလဲမနေ့ကလည်းဒီလိုပဲသူ့ဟာသူငိုပြီးစိတ်တိုနေတာအခုလည်းအဲ့လိုဖြစ်နေပြန်ပြီမုံမလွင်ရောဒီကောင်းကိုတကူးကူနှောက်ရက်ထားပြီးတင်အနတ္တစိတ်ထဲအဲ့လိုတွင်းများဝင်လာပြီးဒုက္ခတွေစွန့်ရင်တော်နေတာကြောင့်ဒုက္ခမိဖလေးရှောက်သွားသေးတော့ကျုပ်ဘယ်မှာမတော်ဘူးဒီဘာပဲရက်နေတာอืมဒီကောင်းတော့ငါထင်းတယ်လို့ဟုတ်နေပြီပဲ တခါမှငါ့ကိုဒီလိုပြန်ပြောဘူးတာမဟုတ်ဘူးအခုမှထူးထူးဆန်းဆန်းသူ့ကိုကြည့်ရတယ်မျက်လုံးကနေကြောင်ကြောင်မျက်နှာထားကလည်းခက်တင်တင်နှက်ခမ်းကလည်းဆူတူတူဘိုက်ကလည်းနည်းနည်းပူနေဟုတ်ပြီဒီကောက်ကိုတည်းတခုခုဝင်ပူးနေလို့ဘိုက်ပူနေခြင်းဖြစ်မယ်ဒါဆိုနီးစပ်ဆုံးဒီနားမှာဒီကောက်နဲ့ဝင်ပူးနိုင်တဲ့ဘယ်မကောင်းဆိုးဝါးရှိနိုင်တော့အနတ်တေချာစဉ်းစားလိုက်တော့တချိန်ကသူ့လူမရိုက်ခဲ့တဲ့ចောင်းတောင်ပဲရိုးចောင်းတွေကတစီမာကြီးကိုပြင်းပြလိုက်ပြီးတော့ ဒုက္ခမင်းတောင်ဘက်ရိုးကြောင်လဲသွားသေးလားဒုက္ခပြန်ပြေးဒီတိုင်းပဲရက်နေတယ်ဒုက္ခမင်းတောင်ဘက်ရိုးကြောင်လဲသွားသေးလားအနတ္တဆံပေးလိုက်ပြီမဲ့ဒုက္ခကတော့ပြန်ပြေးပဲရှင်မြဲရက်နေတယ်အဲဒီခိုင်ကြောင်ကုန်ပေါ်ကနေဆင်းလာတဲ့ကပ္ပိယကြီးလဲကြာခွဲသွားတဲ့ဘုံကြီးဆွန်ကတ်တဲ့ပကံကိုလှမ်းမိလိုက်ပြီးတော့ဟာဒုက္ခပဲကပ္ပိယကြီးစကားကြောင့်ဒေါသဖြစ်နေတဲ့ဒုက္ခမျက်စောင်းထိုးကြည့်လိုက်တယ် အဲ့ဒီကြီးကိုမြင်လိုက်တာနဲ့လက်တာလေသူထင်နေတယ်လို့ဒုက္ခကိုရဲမကောင်းဆိုးဝါးဝင်ပူးနေပြီဆိုတော့ကိုတတိကျယုံကြည်သွားပြီတော့ဒါဒုက္ခမဟုတ်ကပ္ပိယကြီးအနတ္တပြောလိုက်တာကိုကပ္ပိယကြီးမြင်ကဘုံကြီးစောကတဲ့ပကံကြခွေးတာဘာမှအရေးမကြီးဘူးအေးဆေးပါဆိုတဲ့သဘောဖြင့်မြင်သွားပြီမကြည်မနဲ့ဖြစ်ကဘာဒုက္ခမဟုတ်ရမှာတော့အဲ့ဒါဒုက္ခပေါ့ကွာကပ္ပိယကြီးနဲ့ဘုံကြီးစောကတဲ့ပကံကြခွေးတဲ့ကိစ္စ သူ့လက်မှုပတ်နေမှာဆိုပြီးပြောပြီးပြီးချင်းတောင်းကုန်ဘော်ကိုပြန်တက်သွားတောင်းဒုက္ခကကပ်ပိယကြီးသူ့ကိုမတရားဆွဆွဲနေရလို့အထင်ရောက်ပြီးသူမဟုတ်တဲ့ကြောင့်ကပ်ပိယကြီးကိုလှမ်းပြလိုက်တယ်။ကျုပ်ဒုက္ခမဟုတ်ဘူးဗျ။မင်းဒုက္ခမဟုတ်ရင်ဘယ်သူတော်ပြောစမ်းစကားပြောလောတော်ရဲ့ဒုက္ခကိုတရေပူးကန့်နေတဲ့အထင်နဲ့နေတာကဝင်မေးလိုက်တယ်။ခက်ဆက်ဆက်မေးလိုက်တဲ့အနေတားရဲ့မင်းကိုဒေါသဖြစ်နေတဲ့ဒုက္ခလေရုတ်တရက်ပြန်မဖြေပဲကြောင်တောင်တောင်ဖြစ်ကြည့်နေတယ်။ ဒါကိုနတ်သားကဒုက္ခကိုရေဝင်ဘူးလျက်တစီပေကက်ကက်လုံနေချင်းပြီးတော့နေငေါမလိန်နဲ့မှန်မှန်ပြောစမ်းဒုက္ခမဟုတ်ရင်နေဘူးတော့ပယောဂဆရာပုံစံနဲ့မေးလိုက်တဲ့နတ်သားကြီးကဒုက္ခဘာဖြေရမှမသိဖြေလည်းမဖြေချင်းဒါကြောင့်ကြောင်တောင်ဖြစ်တာဆက်ကြည့်နေတယ်ဒါကိုနတ်သားကမကြည်နဲ့ဖဲနဲ့ဘာပေကက်ကက်လုံနေရတော့နေမှန်မှန်ဖြေစမ်းတော့မဖြေနာမဲတာမဲ့ဒုက္ခကလည်းဘာဖြေရမှမသိ ဒီတိုင်းပဲရက်နေတဲ့အနေသားကလည်းဒီတိုင်းပဲလို့အဆင်မပြေမိကုံပြောင်းမှအဆင်ပြေမယ်တွေးပြီးရောဒါဆိုနေရိုးချောင်းလေးကတည်ရဲမကြီးလားတည်ရဲမကြီးဆွဲတန်ကိုကြားတော့ဒုက္ခကြောစိန်သွားပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်ဒါကိုအနေသားကတည်ရဲမကြီးထွက်ပြေးရောမယ်အထင်ဖြင့်ဒုက္ခလက်ကိုစက္ကနေဖမ်းပြီးရောထွက်ပြေးဖို့မကြိုးစားနဲ့မှန်မှန်ပြောစမ်းဒီကလေးကိုလည်းဘာလို့ဝင်နေရတော့အနေသားမိရတွေကိုနားမလဲတဲ့ဒုက္ခလည်း ။ဘာဖြေလို့ဖြေရမှမသိကြောင်တောင်နဲ့သာပြန်ကြည့်နေရတယ်။အနတ္တကဒါကိုပုံရင်မကြနိုင်ပဲနဲ့။နေအခုတိမဖြေသေးဘူးလား။နေမဖြေငါစေးတောင်ဝင်းနဲ့ထိုးလိုက်ပါနော်။အနတ္တတရေမကိုချင်းချောင်းလိုက်ပြီမဲ့ဘာသာမှပြန်မထွက်လား။ဒါကြောင့်အနတ္တလည်းတရေမတန်ထွက်အောင်တရေမဖြေရလွယ်မဲ့မိန်းကလေးကိုပြောင်းမေးလိုက်ပါရဲ့။နေမဲသားစားခြင်းလို့လား။ဒုက္ခကောင်းကိုခါရင်ပြန်လိုက်တယ် သူမမဲသားမစားတော့ဘူးဝက်သားရောခေါင်းမဲဆိုင်ရဲ့တူကဒါဆိုချက်သားရောခေါင်းမဲဆိုင်ရဲ့ပြန်ပါလေဒီလောက်ခေါင်းတရရန်ဖြစ်နေတဲ့တင်းရဲမကြည့်ပြီးရောဟာဘလို့တင်းရဲတော့ဟာအသားကမစားတဲ့တင်းရဲများလားမသိဘူးအနတ္တစိတ်တဲ့အဲ့ဒီလိုတွင်းဝင်လာပြီးအသီးရက်တွေကိုပြောင်းမိလိုက်ပါလေအုံးသီးရောဟမ်ဟမ်ဘာပြောသီးရောဟမ်နနသီး ဒီလိုနဲ့ဘယ်သီးမင်းမီမစားခြင်းနဲ့တရေမောက်ကြည့်ပြီးအနတ္တလည်းနောက်ဆုံးနေနေကေတာဆိုနေလက်ဖတ်တော့စမလားအနတ္တကြောင့်မှအသင်ရှိနေရဲ့လက်ဖတ်တော့ကိုပြင်းပြင်းပြေးမိလာခြင်းဖြစ်ပါလေဒုက္ခကတော့ခေါင်းမဲရက်နေတယ်ခေါင်းရက်မှာပေါ့သူလည်းဒီချိန်ဘာမှမစားခြင်းမနေ့ရတနေ့လုံးဆွန်းအုပ်မှောက်ကြ၍ဆွန်းမစားရဒါကြောင့်ဒီကနေ့ဆွန်းစားချိန်မှာတော့မနေ့ရက်တက်ပါပေါင်းစားလိုက်၍ဘိုက်ကရှိကိုပူထွက်နေအောင်ပြင်နေပါလေဒါကိုပြင်အနတ္တကတရေဝင်ပူလာထင်ပြီး အခုလိုစိတ်မေးနေရခြင်းဖြစ်တယ်။တဖြည်းဖြည်းအချိန်ကြာလာတာနဲ့မျှဒုက္ခနေရတိုင်းရာအစဉ်ပြေဖြစ်လာတယ်။ဒီကြောင့်လည်းအနတ္တကဘာရီမေးလို့မေးမှမသိဘူး။ကြာလာတော့သူစိတ်မရှိဘူး။ဒါကြောင့်သူအနတ္တကင်ထားတဲ့လက်ကိုယုံရင်နေဒုက္ခပဲကွာ။ဒုက္ခတန်ကဒုက္ခဆိုတဲ့စကားကိုကြားလိုက်ရတော့ဒါတကယ်ဒုက္ခဖြစ်သွားပြီဆိုတာသိလိုက်ပြီရော။ဒုက္ခမင်းမလိုနေသေးရော။ဘလုံးမမနေတော့အကုန်ကောင်းသွားပြီ။ တော်သေးတာပေါ့ကွာငါမေ့ရစိတ်ပူနေတာကွာအဲ့ဒီတရေကမနစ်ကတည်းကမင်းကိုယ်တည်းဝင်ပူးနေတာငါတို့တတိမထားမိလို့ဟုတ်လားဗျာအဲ့ဒီတရေကအထီးလာမှလားအမားကွာတောင်ဘက်ရိုးချောင်းထဲမှာနေတာမင်းတို့ရင်ရမသွားကြနဲ့အနတ္တလည်းကလေးတွေကိုတတိပေးပြီးကြောင်းကပေါ်ပြန်တက်လာပါလေဒုက္ခကလည်းအနတ္တရဲ့ကြောပြင်ကိုငေးကြည့်ကမနစ်ကဖြစ်ပြန်ခဲ့တဲ့မြောက်ကိုပြန်တွင်ရင်းပြုံးနေလေတော့တယ် ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမျိုးမှန်ရေးသားထားတဲ့အနတ္တနဲ့ဒုက္ခကြီးဒုက္ခဆွေဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်အချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်ခင်ဗျာ။